ရုရှားစစ်တပ်ကပါဝင်တိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသား2ဦးကို ဖမ်းမိခဲ့ကြောင်းယူကရိန်းအစိုးရကကြေညာပါတယ်ယူကရိန်းသမ္မတဇလမ်စကီကဧပြီ10ရက်နေ့မှာအဲ့ဒီတရုတ်နိုင်ငံသားတွေကိုယူကရိန်းနိုင်ငံရှေ့ပိုင်းဒွန်ယန်စ်ဒေသထဲမှာဖမ်းမိခဲ့တာလို့ပြောပါတယ်ပြီးတော့ယူကရိန်းရဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရရုရှားစစ်တပ်အတွက်ပါဝင်တိုက်ခိုက်ပေးနေတဲ့တရုတ်အရေးအတွက်က2ဦးထက်မကဘူးလို့နားလည်ထားကြောင်းသူကဆိုပါတယ် ဒါဟာရုရှားအတွက်တရုတ်ကစစ်သားတွေထောက်ပံ့နေတယ်ဆိုတာကိုယူကရိန်းအစိုးရကပထမဆုံးအကြိမ်ဆွဆွဲလာခြင်းလည်းဖြစ်ပါတယ်။ရုရှားနဲ့တရုတ်တို့ကတော့ဒီကိစ္စကိုလက်တလောမှတ်ချက်မပေးသေးပါဘူး။ဖမ်းမိထားသူတွေကိုတော့ချုပ်နှောင်ထားပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေစေလို့သိရပါတယ်။အမေရိကန်နိုင်ငံသား၏ဝန်ကြီးဌာနပြောခွင့်ရမျိုးသမီးကအခုသတင်းဟာဆက်ဆုပ်စရာကိစ္စတစ်ခုလို့ဝေဖန်ထားပါတယ်။ယူကရိန်းနိုင်ငံသား၏ဝန်ကြီးဌာနကလည်း Kiev မှာရှိတဲ့တရုတ်တန်ယုံကြီးကဲကိုဆင့်ခေါ်ထားပြီး တိကျတဲ့ဖြေရှင်းမှုတစ်ခုတောင်းဆိုသွားမယ်လို့ပြောပါတယ်။မြောက်ကိုရီးယားကလည်းရုရှားအတွက်စစ်သည်တောင်းတဲ့ချီပံ့ပိုးထားပေမဲ့အခြေအနေက ကွဲပြားတယ်လို့ဇလမ်စကီးကဆိုပါတယ်။မြောက်ကိုရီးယားတပ်တွေကရုရှားရဲ့ကောက်စ်ဒေသထဲမှာယူကရိန်းနဲ့စစ်ခင်းတိုက်ခိုက်နေတာ ဖြစ်ကြောင်းဒါပေမဲ့တရုတ်စစ်သားတွေကိုတော့ယူကရိန်းပိုင်တဲ့နယ်မြေထဲမှာဖမ်းမိခဲ့တာဖြစ်ကြောင်းဇလမ်စကီးကပြောကြားထားပါရဲ့ရှင်။